မင်္ဂလာပါရှင်ခက်တက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NLD အစိုးရကိုစစ်တပ်ကအထက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော့လေကာလုံမခေါ်သည့်အပြင်ဥပဒေနှင့်မညီသောကိစ္စရများစွာလှုပ်ဆောင်ခဲ့၍ဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်ခဲ့ရတယ်ဟုမင်းအောင်လိုင်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်2015ခုနှစ်တွင်အာဏာရယူလာခဲ့သော NLD အစိုးရကိုစစ်တပ်ကအထက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့တော်လဲကာလုံမခေါ်သည့်အပြင်ဥပဒေနှင့်မညီ သောကိစ္စများလှုံ့ဆော်ခဲ့၍ဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်ခဲ့ရကြောင်းအချမ်းဖတ်စစ်ကောင်ဆောင်မေအောင်လိုင်ကပြောဆိုပါရင်ယမန်နေနေပြည်တော်တွင်ပြုလုပ်သောစစ်ကောင်စီအစီအဝေးတွင်မေအောင်လိုင်ကအရင်ကဲသို့ပြောဆိုခြင်းဖြစ်ပါရင် 2020ရွေးကောက်ပွဲတွင်မဲမတမမှုများဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရေးဆွဲဆောင်ရွက်ပြီးခဲ့ကြောင်း2010ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးဒီမိုကရေစီပထမအဆိုရတက်တန်းတွင်အာဏာရပါတီအတွင်သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်းရင်းအချိန် NCA တနိုင်ငံလုံးအပြစ်ရရေးစာချုပ်လက်မှတ်ထိုးနိုင်ခဲ့တော့လေအတိုက်ခံ NLD ပါတီက NCA ကိုလက်မှတ်ရေးထိုးခြင်းမပြုရင်လှုံ့ဆော်ကန့်ကွက်ခဲ့ကြောင်း၎င်းကဆိုပါတယ် 2015ခုနှစ်ဒီမိုကရေစီဒုတိယအစိုးရတက်တန်း NLD အစိုးရတွင်စစ်တပ်အနေဖြင့်အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းအဆိုပါအစိုးရတက်တန်းကာလအတွင်းနိုင်ငံတော်အတွက်အရေးကြီးသည့်ကာလများတွင်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကာလုံအစည်းအဝေးလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်းအလားတူဥပဒေနှင့်မညီသည့်ပြဋ္ဌာန်းချက်များအားအတည်ပြုပြီးဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်းမင်းအောင်လှိုင်ကဆိုပါသည် NLD အစိုးရတပ်တန်းကာလတွင်ငြိမ်းချမ်းရေးညီလာခံအား21ရာစုပင်လုံအဖြစ်အမိပြောင်းလဲနိုင်ရင်ဆောင်ရွက်ခဲ့ကြောင်းတမိုင်းကြောင်အရာအခက်အခဲများရှိလာနိုင်သဖြင့်အတိပေးမှုများဆောင်ရွက်ခဲ့ရကြောင်းစစ်တကောင်ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးခဲ့ကြောင်းမိမိတို့နိုင်ငံဤဖြတ်တန်းခဲ့ရသည့်တမိုင်းကြောင်များအရာဘုံမူကြီးဟောင်းတင်မောင်ရေးသားသည့်တိုင်းပြည်ကနုနုမုံတိုင်းကထန်ထန်ဆိုသည့်အတိုင်း၎င်းအချိန်ကဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်နေသည့်ကာလဖြစ်ကြောင်းမင်းအောင်လှိုင်ကဆက်လက်ပြောဆိုပါသည် စစ်တပ်အနေဖြင့်ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်တော်လဲ2010ပြည်နှင့်2015ခုနှစ်2020ပြည်နှင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင်လည်းရှမ်းနုံပြည်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတဲ့ကဲ့သို့ဖာစာပါလာခေတ်တွင်လည်းအခက်အခဲများကြားမှဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပရန်အတွက်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏အစုံအဖြဲ့ဖြင့်ဆောင်ရွက်နိုင်သည်ကိုဖွဲ့စည်းပုံခြေကံဥပဒေတွင်ပြဋ္ဌာန်းထားကြောင်းမင်းအောင်လှိုင်ကပြောဆိုပါရသည်။ ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီအမော်ပိုးခေစခန်းကိုနိုင်ပိုင်းသာတိုက်ခိုက်ပြီးနောက်စခန်းတစ်ခုလုံးသိမ်းပိုက်ရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားပြီးလက်နက်ခဲယံအများအပြားရရှိထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ် KNU တပ်မဟာ9နှစ်မြေထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီမော်ဘိုးခေစခန်းကိုနိုင်ပိုင်းသာတိုက်ခိုက်ပြီးနောက်စခန်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ် ရှမန်နေမေလ19ရက်နေ့မွန်တက်12နာရီဝင်းကျင်အချိန်မှာစတင်၍စစ်ကောင်စီ၏မော်ဘိုးကေစခန်းကို KNL KNDO နဲ့ပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့ကြောင်းရင်းနောက်ယမန်နေ့ည7နာရီဝင်းကျင်အချိန်တွင်စခန်းကိုချင်းကပ်ဝင်ရောက်နိုင်ခဲ့ပြီးညတကောင်ရဲ့အချိန်စခန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ခမန်းကြီးစခန်းသိမ်းတာကအနာရီပိုင်းမှာကြတဲ့ဒရုန်းတွေနဲ့ဘုံးစကျဲပြီးနေပြင်ကနေဝင်လုံးတာ အဲ့ဒီစကန်းကစစ်သားတွေအများစုထွက်ပြေးတယ်လို့သိရတယ်။နည်းနည်းခရံရတာတွေလည်းရှိတယ်။အတိအကျသေးစိတ်တော့သတင်းဆောင်နေတော့မယ်။စကန်းရသွားတာကတော့မင်းညကလေးကရတာသိချပါတယ်ဟု KNU သတင်းရင်းမြစ်ကဆိုပါတယ်။မေလ16ရက်နေ့တွင်ထိုင်းမြန်မာနယ်စပ်အနီးရှိမေလစစ်တပ်စကန်းကိုသိမ်းပိုက်ပြီးနောက်မေလ19ရက်နေ့တွင်မော်ဖိုးကေစစ်တပ်စကန်းကိုလည်း KNU တရက်တည်းအပြီးအပြက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါမော်ဖိုးကေစကန်သိမ်းတိုက်ပွဲကြောင့်ပြည်သူ240ဦးထိုင်းနိုင်ငံဘက်ခြမ်းသို့စစ်ပီးတိန်းချောင်ထွက်ပြေးခဲ့ရပြီး ထိုင်းစစ်တပ်ကလည်းနေဆက်တွင်လုံခြုံရေးတိုးမြင့်ခဲ့သည် KNU တပ်မဟာခွနဲ့နေမြေထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများကိုတောက်လျှောက်ဆိုသလို KNL ဦးဆောင်သောတော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမလာဧပြီလနဲ့ယခုမေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီ၏ပူလူတူခလေတီတခေါ်ပီခွေမော်ဖားသူစခန်းတာလေစခန်းမေလမော်ဖိုးကီစခန်းများကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါသည် လက်ရှိထိုင်းမြန်မာနယ်စပ်တွင်နော်တရမေတဝမော်ရလီနော်တစုစုပေါင်းစစ်ကောင်စီတပ်စခန်း၄ခုဝင်းကျင်သာတန့်ရှိတော့ကြောင်းစစ်ကောင်စီတပ်စခန်းများအလုံးနီးပါး KNU လက်အောက်သို့ကျရောက်နေပြီဖြစ်ကြောင်းသိရှိရပါတယ်ဆလပီတန်တောင်ကြီးမြို့နယ်ရှိစစ်တပ်ကြီးတိုက်ခိုက်ရေးတင်နန်းကြောင်းကို KNL တပ်မဟာနှင့်ဤပူးပေါင်းပါဝဲမှုဖြင့်တရခုနှစ်မမလျှော့လိုက်တော့များဖြင့်ပြစ်ခတ်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ခရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ရှိအကြံဖက်စစ်တပ်ဤတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဘရင်တော်ကို109မမရှော့တိုက်တုံး၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brewery Form မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းစာနာသို့ပြောကြားပါရယ် ရှမ်းမန်းနေမေလ19ရက်နေ့နနက်9:20မိနစ်ခန့်အချိန်တန်တော်ကြီးမြို့နယ်ဘရင်အောင်တပ်မျိုးရှိအကြံဖက်စစ်တပ်၏တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းကို109မမရှော့လိုက်တုံးကလောက်ဖြင့်တိုက်ခတ်တိုက်ခိုက်ခဲ့ရာလေးလုံးအောင်မြင်စွာကြားရောက်ပေါက်ကွဲခဲ့ပြီးစစ်သားများထိခိုက်ဒေဆုံးမှုကိုစုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့အသီးသီးကိုအမိန်ပေးကိုကဲနေတဲ့အရာရှိတွေကိုတစုတစည်းတဲ့တင်နန်းပေးနေတဲ့အကြောင်းဖြစ်လို့စစ်ကောင်စီရန်ရာအတွက်အလွန်ရေးပါတဲ့နေရာဖြစ်ပါတယ်။ စစ်ကောင်စီရန်ရရကိုဖြိုးလဲဖို့အဓိကအရေးပါတဲ့ပြစ်မှတ်ဖြစ်နေတာကြောင့်ရင်စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့လည်း အမြဲတမ်းစိတ်မလုံးကြုံရှိနေစေဖို့ရည်ရွယ်ပြီးတိုက်ခိုက်ခဲ့တာပါဟု Brewery for Myanmar BWN အဖွဲ့မှတာဝန်ရှိသူတို့ကတရင်ဌာနလို့ပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brewery for Myanmar BWN Anti-Coup People Liberation Force ACPLF Mountain Khmer Civilian Defense Force MKCDF KNLA တပ်မဟာနှင့်တပ်ရင်းငါတို့ပူးပေါင်းရတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံပတ်စစ်ကောင်စီတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဗရဲ့နောက်ပြီးအောက်မြန်မာပြည်ရှိတပ်ရင်းတပ်ဖွဲ့အသီးသီးကိုဦးဆောင်နေကြ များသောအရာရှိများအတွက်တက်စုမှုတက်ခွဲမှုနှင့်တက်ရင်မှုသင်တန်းများပေး၍တိုက်ခိုက်ရေးပညာကိုအဓိကသင်စားပေးနေသည့်တိုက်ခိုက်ရေးသင်တန်းဆောင်ဖြစ်ပြီးစစ်ရှုံးကောင်စီ၏ဩစာခံပြီးပြည်သူလူထုကိုနှီးမျိုးစုံဖြင့်နှိပ်စက်ရန်စစ်ကောင်စီရန်ရာအားအမိန့်ပေးကိုကဲနေသောစစ်ကောင်စီအရာရှိများကိုပြည်သူကိုစားတံပြန်တိုက်ခိုက်ရန်ရည်ရွယ်၍ BWN နှင့်မဟာမိတ်များ BWN Mission 38ကိုဖော်ဆောင်ရခြင်းဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတပိတ်ချင်းမြို့နယ်လေးကြကျွရသို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုပြည်သူတို့အသေးဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရကနေအိမ်ခုနှလုံးပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးကြကျွရသို့အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတို့အသေးဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်ခုနှလုံးပျက်စီးခဲ့ကြောင်းပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ရမန်နေမီလာ19ရက်နနက်10:20မိနစ်တွင်တစ်ကြိမ်10:23မိနစ်တွင်တစ်ကြိမ်တပိတ်ချင်းမြို့နယ်လေကြကြီးရွာအနီးရှိရွှေလုတ်ကွက်တစ်ခုကိုမိထီလာရှန်တဲလီတဲမှတက်လာသောဂျက်ဖိုက်တာဖြင့်ပေါင်300ဘုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထို့သောလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူအမျိုးသားတအူးတည်ဆုံးပြီးနှစ်ဦးဒဏ်ရာရရှိကာနေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်းထို့ပြင်ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။အလားတူမေလ18ရက်ည9:09မိနစ်ကသပိတ်ချင်းမြို့နယ်လေးကြကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီ၏တရာအုပ်လေတပ်မှတက်လာသောဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင်300ပုံသီးတလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူနှအူမစိုးရင်ရတရားရရှိပြီးနေအိမ်လေးလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။မနေ့ည9:06မိနစ်မှာတရားဥကနေတက်လာတဲ့ Jet Fighter နဲ့လေးချောင်းတိုက်ခိုက်မှုလုပ်သွားတာပါ။ပြည်သူနှအူထိခိုက်တရားရတဲ့မစိုးရင်ရဘူး။ပြီးတော့ပြည်သူပိုင်းနေအိမ်လေးလုံးလည်းပျက်စီးသွားတယ်ဟုပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကကရင်ဌာနသို့ပြောကြားပါတယ်။ အကြံဖက်စစ်ကောင်စီတပ်ကအပြစ်ခတ်ရဲစဲရေးကြေညာထားတော့လေပြည်သူများအနေဖြင့်မယုံကြည်ကြပဲလေးချောင်းတိုက်ခိုက်မှုမှကာကွယ်နိုင်ရန်အတွက်ဘုံခိုခြင်းများတူထကြရန်စစ်ကောင်စီတပ်များနှင့်ဝေးဝေးနေထိုင်ပေးကြပါရန်ပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်တွန်းနှိုးဆော်ထားပါတယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်